တင်လဲကျွန်တော်မချမ်းရိတ်កောက်တဲ့ကိုမေဘန်အီရန်ဆက်ကနေပြီးတော့မှာကျွန်တော်ပတ်သက်ထည့်ပြမယ်ပေါ့နော်အရန်လဲလွယ်ပါတယ်ကျွန်တော်ဒီမှာမေဘန်အီရန်ဆက်ရှိကိုလည်းရောက်နေတော့ဂျုံနှုံးလေးတစ်ခါတည်းကတ်လောက်တဲ့နေလေးပြပေးသွားပါမယ်မတီးသေးတဲ့သူတွေကဒါထပ်ပြီးတော့မှလိုက်ကြည့်ပေးပေါ့နော်အေရန်ဆက်ကိုရောက်ပြီဆိုရတယ်မှန်မြင်လေးလက်နဲ့တောက်ပြီးတော့ဘာသာစကားရွေးမယ်ပေါ့နော်ပြီးရင်စီဒီယန်ဆိုတာလေးတစ်ချက်နှိပ်မယ်ပြီးတော့ဒီလိုမျိုးပေါ်လာရင် yes ကိုတစ်ချက်နှိပ်ပြီးမယ်ပေါ့နော် အဲဒီနေရာမှာကျွန်တော်တို့ cash payment ဆိုတာလေးရေးပေးရမယ်ဗျနော်ပြီးရင်ဒီမှာကကြာတော့ကျွန်တော်တို့ MISC payment ဆိုတာလေးရှိပေါ့နော်ဒီကောင်လေးတစ်ချက်နှိပ်မယ်ပြီးရင်တော့ဒီနေရာမှာ match rate ကကုန်နံပါတ်ကိုရှားမယ်ပေါ့နော်မတွင်းဆိုရင် name နဲ့ထပ်ပြီးတော့မှရှားလိုက်မယ်အဲဒီဘက်မှာလည်းကြည့်မယ်ပေါ့နော်အဲ match rate ကုန်နံပါတ်ရှိပါတယ်056ဆိုတာပေါ့နော်တကယ်လို့မှဒီမတွေ့သေးဘူးဆိုလို့ရှိရင်နောက်ထပ် name နဲ့ထပ်ပြီးရှားလိုက်ပါတော့။အဲဒီမှာဆိုရင်ဒါကျွန်တော်တွေ့ပြီပေါ့နော်။ Amtrade မှာ ဒီမှာနံပါတ်ဘယ်လောက်လဲဆိုတော့ဒီမှာကျွန်တော်တို့05စစ်ပေါ့နော်ဒါသူ့ရဲ့ကုန်းနံပါတ်ပါကုန်းနံပါတ်သိတယ်ဆိုရင်အစိုးရတွေကဒီနေရာမှာကုန်းနံပါတ်ရိုက်ထည့်လိုက်လို့ရပါတယ်ရှာစရာမလိုဘူးပေါ့နော်အဲ့တော့ဒီမှာကုန်းနံပါတ်ဒီနေရာလေးမှာရိုက်ထည့်လိုက်မယ်056ရိုက်ထည့်ပြီး yes ကိုနှိပ်လိုက်မယ်ပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ကိုယ်ရဲ့ merchant rate ကတ်ပေါ့နော်ကတ်နံပါတ်တွေအကုန်လုံးကိုဒီနေရာမှာရိုက်ထည့်ရမှာပါပဲကတ်နံပါတ်ကိုတော့ဒါကျွန်တော်တို့တေချာလေးပေါ့နော်မှန်မှန်ကန်လေးရိုက်ထည့်ပြီးပါ ကနဘဲကိုရိုက်ပြီးဝင်ပြန်စစ်ပေါ့နော်တခြားလေးစစ်ပြီးရင်ဒီညမှာကြတော့ကျွန်တော်တို့ဒီမချမ်းထွေဖွင့်ထားတဲ့ဖုန်းနံပါတ်ပေါ့နော်အဲဒီဖုန်းနံပါတ်ကိုဒါဒီမှာကျွန်တော်တို့ရိုက်ထည့်ရမှာပေါ့နော်01နေစပြီးတော့မှရိုက်ထည့်ပေးပါ ဖုန်းနံပါတ်ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ရက်ဆိုတာလေးတစ်ချက်နှိမ့်မယ်ပေါ့နော်အဲပြီးရင်တော့ဒါကျွန်တော်တို့နှစ်ခုသလုံးကတ်နံပါတ်ရင်ဖုန်းနံပါတ်ပေါ်လာပါတယ်ဒါလေးတစ်ချက်လေးပြန်စစ်ပြီးတော့မှ yes ကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်တော့ဒါသူကတကားလေးပွင့်လာလိမ့်မယ်ပေါ့နော်ဒီညမှာကျွန်တော်တို့ပတ်ဆက်ထည့်ရပါမယ်ကျွန်တော်က ringgit 50ပေါ့နော်ထည့်ပြပါမယ်ဒီညမှာအနေဆုံးပေါ့နော်ငါးချက်တန်အထိပေါ့နော်ထည့်လို့ရပါတယ်ကျွန်တော်တို့ CCD လေးတော့ထည့်ပြဖို့လိုပါတယ် ခဏလောက်ဆောင့်ပေးပါဒါဆိုရင်တော့ဒါကျွန်တော်တို့ပတ်ဆက်ထည့်ထားတဲ့တိုးတဲ့အမောက်ပြီးတော့မထက်ထည့်ခြင်းလည်းဆိုရင်အက်ကတ်ကိုနှိပ်ပေါ့နော်မထည့်တော့ဆိုရင်ရက်ဆိုတာလေးနှိပ်လိုက်ပါပြီးရင်တော့ဒါကျွန်တော်တို့စပြေစာစလေးလေးထွက်လာမယ်ပေါ့နော်ဒီမချန်ထွေးအောက်တဲ့ကိုမေဘန်အင်ဒီယန်ဆက်ကနေပြဆက်ထဲတာကကျွန်တော်တို့ချက်ချင်းမရောက်ပါဘူးပေါ့နော်ပထမဆုံးအချိန်ထည့်မယ်ဆိုရင်အနည်းဆုံး3ရက်လောက်ဒီအချိန်ပေးပြီးဆောင်ရပါတယ်ဒါလောက်ဆိုရင်တော့ဒါကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဗျ